င်္ဂလာပါ။ audio ဘိုင်းစောင်းနိုင်ကနေကြိုဆိုပါရစေ။ယခုတစ်ခါမှာတော့ Garvin Ever Power ရေးထားတဲ့ဂျပန်အထူးသတိထားပါဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ဂျပန်ငလင်းအထူးသတိထားပါဂျွန်22ရက်နေ့မှာဂျပန်မြောက်ဖက်ဆုံးတန်ပေါ်ရိုအချင်းမြောက်ဖက် area ကနေပြင်းအား6.3တရှိတဲ့ငလင်းကြီးတစ်ခုလှုပ်ခတ်သွားပါတယ်။ဒါဟာတကယ့်ငလင်းကြီးမဟုတ်သေးပါဘူး။ ပြည့်ပြည့်ငလျင် ဖြစ်ဖို့ရာခိုင်နှုန်းပိုများပါတယ်။အဲ့ဒီနေရာမှာတကယ်လုပ်မယ်ဆိုရင်အနည်းဆုံး9.0ပါပဲ။ကျွန်တော်အရင်ဂျပန်အကြောင်းရေးခဲ့တဲ့ပို့တွေမှာအဲ့ဒီနေရာကိုအကြိမ်မောင်းများစွာသတိပေးပြောထားခဲ့ပြီးပါပြီ။ဒါဟာရှေ့ပြည့်ငလျင်ဖြစ်ဖို့များပါတယ်။နှစ်လအတွင်းအနည်းဆုံးပြင်းအား9.0ရှိသောငလျင်ကြီးတွေလာနိုင်ပါတယ်။အဲ့ဒီထက်ပိုပြီးလဲကြီးနိုင်ပါတယ်။ စူနာမီဖြစ်ရင်လည်းအလွန်ကြီးမားစွာပျက်စီးနိုင်ပါတယ်။တကယ်လို့အဲ့ဒီနေရာမှာ ဖြစ်လာခဲ့မယ်ဆိုရင်ဂျပန်ကျွန်းရဲ့သုံးပုံတစ်ပုံလောက်ရေလွှမ်းမိုးသွားနိုင်ပါတယ်။မဖြစ်ပါစေနဲ့လို့တော့ဆုတောင်းနေပါတယ်။ကျွန်တော်ဂျွန်နီယန်နီယာပြောခဲ့တဲ့ဒီနေရာဂျပန်မြောက်ဘက်ဆုံးစမ်ပိုရိုအရှေ့မြောက်ဘက်ဧရိယာမှာမေလ31ရက်ဂျွန်တရက်ဂျွန်14ရက်ဂျွန်19ရက်နဲ့အခု ဂျော်21ရက်နေ့တွေမှာ ပြင်းအား6ပတ်လည်ရှိတဲ့ငလင်းတွေအကြိမ်ကြိမ်လှုပ်ခတ်သွားခဲ့ပါပြီ။တလမပြည့်တဲ့ဇပိုင်းတွင်းမှာပြင်းအား6ပတ်လည်ရှိတဲ့ငလင်းတွေ9ခုလောက်တနေရာထဲမှာလှုပ်ခတ်သွားခဲ့တဲ့ဆိုတော့ဒီငလင်းတွေဟာနောက်လာမဲ့အင်အားကြီးငလင်းကြီးတစ်ခုရဲ့ရှေ့ပြေးငလင်းတွေလို့တန်လျာဖြစ်เสียရှိနေပါတယ်။နောက်နှစ်လအတွင်းမှာဂျပန်နဲ့မကပ်ပါဘူး။ ပစိဖိတ်သမုဒ္ဒရာပတ်ဝန်းကျင်မှာရှိတဲ့နိုင်ငံတွေအားလုံးသတိထားရပါမယ်။ပစိဖိတ်သမုဒ္ဒရာပတ်ဝန်းကျင်မှာဖြစ်လာခဲ့မယ်ဆိုရင်မြန်မာပြည်နဲ့တော့ဝေးပါတယ်။မြန်မာပြည်ကတော့အထီးခိုင်မရှိနိုင်ပါဘူး။တခြားသောအရှေ့တောင်အာရှနိုင်ငံတွေတော့မလွယ်ပါဘူး။အရှေ့အာရှနိုင်ငံတွေလည်းမလွယ်ပါဘူး။တောင်အမေရိကနဲ့မြောက်အမေရိကတိုက်တွေရဲ့အနောက်ဘက်ကံယူတန်းဒေသတွေလည်းမလွယ်ပါဘူး။တကွာလုံးဘေးကင်းကြပါစေ။ ကယ်လဝင်အဘက်ပါဝါဂျပန်နိုင်ငံကတော့ဒီကနေ့22ရက်နေ့မနက်ခင်းမှာလဲဗကနေကျုစစ်ပတ်ဝန်းရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့ပါသေးတယ်။မြေငင်းသတင်းများ စင်တာကတော့ဒီလိုမျိုးခန့်မှန်းပြောဆိုထားပါတယ်။ဂျပန်ဟာငလင်စိုးရိမ်ရအခြေအနေမှာဆက်လက်တည်ရှိနေတယ်လို့ဆိုပါတယ်။တစ်ဆက်တည်းမှာပဲဒီနေ့ဂျွန်လ22ရက်မနက်ခင်းမှာမြန်မာနိုင်ငံတွင်းမှာလဲငလင်သုံးခုလှုပ်သွားပါတယ်။ ကနေကျု3.9နဲ့မန္တလေးတိုင်းမှာလှုပ်ပြီးတော့ပကနေကျု3.7နဲ့ပဲခိုးတိုင်းမှာလှုပ်ပါတယ်။နောက်ပြီးတတိယငလင်အဖြစ်3.8နဲ့လာရှိုးနီးမှာလှုပ်ခတ်သွားပါတယ်။